မင်္ဂလာပါဆရာငယ်ပါအဲဆရာမပြောတာလည်းကြာပြီဆိုတော့ဒီနေ့မှာတော့လွယ်လွယ်နဲ့ထိရောက်စီပြီးတော့အားလုံးအဆက်အစပ်ရအဆင်ပြေစေရန်အတွက်ယေရယာဦးဆရာဖော်ပြပေးမှာဖြစ်ပါတယ်ယေရယာဆွဲနေရမှာဆရာအဆင်မဲပြောတယ်ယေရယာဟာမိษွေတို့မိမိတို့နေ့စဉ်ဒူတာပြုတ်လုံနေတဲ့ကိစ္စအဝဝအပေါ်မှာအထင်ငော်လေးတွေအကြံ့ကြာလေးတွေမရှိအောင်အထောက်အကူဖြစ်စေတဲ့ယေရယာအဲအထောက်အပံ့ဖြစ်စေတဲ့ယေရယာလေးဖြစ်တာပေါ့နော် တော့ပြည့်ညတ်သွားရတတ်တတ်ပါဆိုတဲ့အတိုင်းပဲယရိယာကိုဖော်ပြတဲ့အခါမှာဆရာကအလွယ်ကူဆုံးဖြစ်အောင်အထီရောက်ဆုံးဖြစ်အောင်ဆရာရွေးချယ်ပေးလိမ့်ရှိတယ်။ဒီနေ့တော့ဆရာကအဲမိတ်ဆွေတို့အနေနဲ့ဟိုကိုနဝင်းမိုးလင်းမှာတည်မယ်ဆိုတဲ့အတိုင်းဆရာကဖះကုံတော်ကိုပါတယ်မှာမှာမိတ်ဆွေတို့လွယ်လွယ်နဲ့လှုပ်လို့ရမယ်ဂုံတော်ကလေးတွေကိုဆရာကယရိယာဖြစ်အသုံးချမယ်ဆိုရင်ရှေ့ဆရာတွေကိုယ်တိုင်ဆရာသမားတွေကိုယ်တိုင်ရှေ့အခါပေးဆရာတွေရော ဆရာတို့ရဲ့အသက်အရွယ်ရဝါရကြီးသောဆရာဆရာကြီးတွေကိုယ်တိုင်လည်းအသုံးပြုခဲ့တယ်ရေတရာလေးကိုထူးခြားစံပြဆိုတာနဲ့ဆရာကဖော်ပြပေးခြင်းဖြစ်ပါတယ်ဖော်ပြပေးပါမယ်ဥစ္စာပထမ ETPD ဆိုတဲ့ဂုဏ်တော် ETP တော်ဘဂဝါရန်ဆို ETPD ဆိုတဲ့ဂုဏ်တော်ကိုဆရာတို့မိတ်ဆွေတို့အနေနဲ့အဲမိမိတို့ရဲ့ဟလာခยีသွားမဲ့အခါဘေးရန်အန္တရာယ်တွေရင်ဆိုင်ရတဲ့အခါပဲဖြစ်ဖြစ်เนาะအတိုက်အခိုက်အနှောက်အယှက်တွေရှိတဲ့အခါပဲဖြစ်ဖြစ်အဲ မိမိတို့နေနဲ့စိုးရိမ်စရာမရှိရလေအောင်အဲယံအန္တရာယ်ဆိုဆိုကင်းအောင်အတွက်ဆိုလို့ရှိရင်ဣတိပိတိဆိုတဲ့ဂုံတော်ကလေးကိုဟုတ်လားရွတ်ရွတ်ပြီးတဲ့အခါစနလိုပေါ့မိတ်ဆွေတို့နေနဲ့ရွတ်ဆောင်သွားတာမျိုးသူမဟုတ်ရင်မိတ်ဆွေတို့နေနဲ့ဆက်ရှစ်ခေါက်ရွတ်ဆိုသွားတာမျိုးဆိုလို့ရှိရင်အဆက်ဆက်ရရာအဆင်ပြေပြီးတော့ဟိုစနလိုပေါ့မိတ်ဆွေတို့နေနဲ့အန္တရာယ်ရှင်းသွားလိမ့်မယ်ပေါ့ရရဆွေးရနေရမှာယုံကြည်သူနဲ့ပြုလုပ်သူနဲ့အများအိုက်တတ်ဆိုင်တဲ့အတွက်ကြောင့်မလို့ဒါကိုယုံယုံကြည်ကြည်နဲ့လုပ်ပါဒါကတော့ထိတ်ဆုံးအစပေါ့ ဈေးတွေရောင်းမကောင်းဘူးဈေးရောင်းကောင်းချင်တယ်ဈေးဆိုင်တွေလုပ်ငန်းတွေအလုတ်ကိုင်နဲ့ပတ်သက်ပြီးတော့လက်ပိတ်နေတယ်မိတ်ဆွေတို့လူတိုင်းပိတ်နေတဲ့လက်တွေမိမိရဲ့အိမ်အတွင်းမိသားစုအတွင်းမှာငွေကြီးတွေဟာဝင်လာမယ့်ငွေရမဝင်လာဘူးကြန့်ကြာနေတယ်ဆိုရင်တော့မိတ်ဆွေတို့အနေနဲ့တောက်ရီခွက်လေးတွေကိုတောက်ရီခွက်လေးတွေကိုရေလေးထက်သုံးမဟုတ်ရင်ဆရာတို့မျက်နှာဖျားကိုပုံမှန်အားဖြင့်ဆိုမျက်နှာတစ်တော်ကြီးလူခိုင်းစေချင်တာဖန်ခွက်လေးတွေမှာရေလေးထက်ရေလေးထက်ပြီးတော့မိမိတို့အဲ့ရနိုးတဲ့အခါမှာ မျက်နှာတစ်ပြီးတော့အခါဖះကိုမျက်နှာတစ်တော်ကြီးလှူပေါ့အကယ်၍မျက်နှာတစ်တော်ကြီးလှူနေရမဟုတ်ဘူးဆိုရင်တော့တောက်ရည်လေးတစ်ခွက်လေးပိုလှူလှူပြီးသွားတဲ့အခါကျလို့ရှိရင်ကိုယ့်ရဲ့ဈေးဆိုင်သွားကနီးလုပ်ငန်းသွားကနီးမနဲ့မိုးလင်းကနီးကြရင်မိတ်ဆွေတို့ရဲ့လိုရာမှုပြုကန်နေကြရင်အဲ့ဒီတောက်ရည်လေးကိုစွန့်စွန့်ပြီးတော့အဲ့ဒီတောက်ရည်လေးတွေကိုရေခွက်လေးကိုကင်ပြီးတော့လောကဝိတုဆိုပြီးတော့အခေါက်40တတိရွတ်ပါ လောကဝိတုအခေါက်40ရွတ်ပြီးတော့မိတ်ဆွေတို့ရဲ့ဈေးဆိုင်လုပ်ငန်းကင်ငန်းဆိုင်လုပ်ငန်းအိမ်မိမိတို့ရဲ့နေရာဌာနမှာ လက်လာပါပွင့်စီရန်ပိတ်နေတဲ့လက်တွေပွင့်လန်းစီရန်အတွက်လိုက်ဖြန်လိုက်ရွတ်ပါဒါဆိုရင်လက်လာပါပွင့်ပြီးတော့အဲအဆင်ပြေစေတာပေါ့နောက်တစ်ခုကိုယ့်ရဲ့တပည့်လက်သားတွေနဲ့ပြောလို့ဆိုလို့မကောင်းဘူးတပည့်လက်သားတွေနဲ့ပတ်သက်ပြီးတော့မိမိရဲ့သားသမီးနဲ့ပတ်သက်လို့ဖြစ်စေအောက်လက်ငယ်သားတွေနဲ့ပတ်သက်ပြီးတော့အပြိုင်ဆိုင်တိုက်ခိုက်တွေပြောလို့ဆိုလို့ကမကောင်း ကျစ်တိုက်နေတာမျိုးတာသမီတွေဆိုလဲပြောလို့ဆိုလို့မကောင်းပါဘူးဆရာရဲ့ဆိုတာမျိုးမိမိရဲ့ဟိုအောက်လူလက်အောက်ငယ်သားတပည့်အဆရှိတဲ့သူတွေခဏလို့ပြောဆိုလို့ကောင်းစီရင်အတွက်တော့၎င်းကိုကိုတိုင်ကအဋိဋ္ဌံလေးဝင်ရမယ်အဲ့ဒါကဘာလဲဆိုတော့အနုတ္တသောပုရိတသမတာရတိဆိုတဲ့ဂုံတော်ကလေးကိုခုနှစ်ရက်ခုနှစ်ပတ်လုံးနဲ့အဋိဋ္ဌံဝင်ရင်မိတ်ဆွေတို့ရဲ့တပည့်လတာသာသမီစိတ်တော်ကဖြစ်စရာတွေတပည့်လတာသာသမီနဲ့ပတ်သက်ပြီးတော့စိတ်တော်ကဖြစ်စရာတွေ ကိုယ့်ရဲ့လောင်းငယ်သားနဲ့ပတ်သက်ပြီးတော့ကန့်လန့်တိုက်နေရတဲ့ဟာအလိုလိုပျောက်ကျင်းသွားပါလိမ့်မယ်ခင်ဗျာတပဲ့တော့ပြီးပြီဆရာမိမိရဲ့အထက်လူကြီးဆရာသမားအကြီးအကဲတွေနဲ့ပတ်သက်ပြီးတော့အစင်မပြေဘူးပြောရဆိုရတာကြံ့ကြဟန်တားနေတယ်အဆရာရဲ့အစင်မပြေဘူးအထက်လူကြီးကဖီအားတွေပေးနေတယ်ကိုကလှုပ်ပြီးတော့လှုပ်ပြီးတော့အကောင်းမမြင်ဘူးဆိုရင်အထက်လူကြီးအကြီးအကဲနဲ့ပတ်သက်ပြီးတော့အစင်ပြေစီရန်အတွက်တော့တမ္မာတံပုတ်တော်ဆိုတော့ပတိကိုစနပ်ပတ်တိတိ စနေရအတိတ်တံပြူပါဒါဆိုရင်ဘယ်ရှင်ပြူပြူပါဗတိစိတ်ပြီးတော့အတိတ်တံပြူပါဒါဆိုရင်မိတ်ဆွေတို့ရဲ့အထက်လူကြီးကြီးကဲရဲ့အခက်အခဲတွေပြေပြောက်ကင်းစင်လွင့်ပြောက်သွားမှာအတေရာပဲဖြစ်တယ်နောက်တစ်ခုအခြားသောအရာတွေရောရှိသေးတယ်နော်ဘဂဝါတို့ပါညာတို့တော့ရှိသေးတယ်သို့တော်ဆရာကနောက်ဆုံးတစ်ခုအနေနဲ့ဆရာကဂုံတော်ကိုးဖားထဲမှာမှာအကျယ်တော့ရှင်းမပြောတော့ဆရာကဆရာမဖြစ်ခင်တစ်နှစ်လောက်ခနေရဆရာ Facebook ပြင်မှာဆိုလည်းအရင်က live လုပ်ရင်အများတမ်းပြောတယ်ဆရာမှာအကျင့်တစ်ခုရှိတယ် ဘုရားရှင်ကိုဖြစ်ရှင်မှာတခါလေးရှင်ကိုဖြစ်လိုက်မယ်ဒါပေမဲ့ဆရာအမြဲတမ်းလုံးလေးရှိတဲ့အကျင့်တစ်ခုကတော့မနှမိုးလင်းတဲ့အခါကျွန်တော်ဘီဒင်းဆရာမဖြစ်ခင်တစ်နှစ်လောက်ခနေရကျွန်တော်မမရရဆို၁၀တန်းဖြည့်ပြီးလောက်ခနေတစ်နှစ်နေခနေအဲဘယ်လိုလုပ်ကြမလဲဂုံတော်ကိုးပါးကိုကျွန်တော်မနှမိုးလင်းတဲ့အခါကိုးကောက်ညအိတ်တဲ့အခါကိုးကောက်ယနေ့အထိကျွတ်ပါတယ်ခင်ဗျမိုးလင်းတဲ့အခါမှလည်းကွက်ဆိုဂုံတော်ကိုးပါးဘာမှမလုပ်ရသေးဘူးဂုံတော်ကိုးပါးမျက်နှာတင်းနေဖြစ်ဖြစ်အဲ့ရမနှိုးဖြစ်ဖြစ်ဤဒီပြီးတော့ဘကဝါဒါပေမဲ့ဆရာက ဘီဒင်းဆရာဖြစ်လာမှာမလို့လည်းမသိဘူးဆရာကအုံကိုသဘောကျတဲ့အတွက်အုံကြီးတီးပြီးတော့ဘဂဝါအရဟံတမန်အဲ့လိုနဲ့ဆရာကရှိကနေအုံအုံအုံဆိုပြီးခံတယ်ပေါ့အဲပတိစိတ်တဲ့အခါမှာလည်းဆရာကအုံဘာလို့ခံရလဲဆိုတော့ဆရာကဥပမာပေါ့အုံအရဟံဆိုလို့ရှိရင်အုံဆိုတော့တခါလေးမှမီလီယံနေတဲ့စိတ်တွေကလွင့်ပြန်နေစုသွားအောင်ပေါ့ဒါကတော့ဆရာရဲ့အကြိုက်ကိုနော်ဆရာတို့ကအုံပြောရတာဝါသနာပါကြတဲ့ဆရာကြီးနေကရဲ့ပြိတ္တတိဖန်နေအချက်ဘာစမ်းလို့ပေါ့ကြီးညိုတဲ့သူတွေဆိုတော့အုံကိုကြိုက်တာလည်းဖြစ်မှာပေါ့ ဲ့တော့အုံဆိုတဲ့အတိတ်ပဲဟာအတိတ်ပဲကိုဆရာဘယ်လိုယူလဲအနောက်တိုင်းနေပါလေအွန်နေပါလေလာတယ်ဟုတ်ပြီအုံဆိုတာဆရာကဂါရမန်တန်းနေအတွက်သတိမီလျော့နေတဲ့အခါအာဇတ်ထဲတဲ့အတွက်ဆရာကတော့အောင်ပါစေဆိုတဲ့ကိုယ့်အကိုကိုယ်တိုင်ဆွဲယူပြီးတော့အတိတ်ပဲယူတယ်ဥပမာပေါ့အုံရဟန်တိတ်ထိကိုယ့်အကိုတိတ်ပဲပြန်အောင်ပါဠိစာလည်းမတော့အုံအောင်မြင်ပါစေအရဟန်မြတ်စွာဘုရားရှင်ရဲ့တိတ်ထိတတ်တော်တကူတော်များကြောင့်ဟောအုံရဟန်တိတ်ထိအုံရဟန်တိတ်ထိအုံရဟန်တိတ်ထိဆိုစိတ်စရာကိုပေါ့မြောက်အောင်လုပ်တယ်ပေါ့အဲ့တော့တခါလေးမှဆရာတို့လူများတဲ့အခါအရန်ပြင်းမှန်းလာတဲ့အခါမှာ ဘုရားဝိမတက်ဖြစ်တာတွေဘုရားရှင်မခိုးဖြစ်တာတွေကိုကိုယ်တိုင်ကဘာသာတရားနဲ့ပတ်သက်ပြီးပဒီမစိတ်ဖြစ်တာတွေတရားမထိုင်ဖြစ်တာတွေရှိပါတယ်ဗျာရှိတဲ့အခါကျလို့ရှိရင်အဋိဌာန်นี่ဆိုလဲဝင်ဖြစ်တဲ့အခါမှာလဲအဋိဌာန်အရှင်ကြီးတွေဝင်တော့ပြတ်တာတွေရှိပါတယ်ခင်ဗျအဲ့ဒီအခါဇာကဂုံတော်ကိုးပါးကိုအ ਨੇ ဆုံးတော့အထောက်ကူဖြစ်တယ်ဇာမနမိုးလေးနဲ့အခါမှာအုံကြီးပြီးတော့ဘဂဝါရံတမန်တမုတော်ဝိသဆရဏတမန်တော်သူကတော်လောကဝိဇုံတော်ပုိဒ္ဓဓမ္မတာရတိတ္တတာတိဝါမနုတန္တံဘုဒ္ဓဘဂဝါဟော အရှင်ရတဲ့အခါမှာလည်းဆရာဂုံတို့ကိုပါရုပ်ပြီးတော့ဟိုတော့ဘဘဝ EDPD ဒီဟလာဆနာလိုပါအထိပ်ပဲရှိရပေါ့နော်ဟိုဆရာတို့လူမြတ်စွာဘုရားရှင်လူမင်းနမင်းဗြဟ္မာမင်းတို့ရဲ့ယုံကြည်ကိုယ်ပေါ်ရာခံယူတော်မူထိုက်တော်သီလဂုံသမာဓိဂုံဝိမုဒ္ဒညာနာတတနာဂုံတို့နေပြည့်စုံတော်မူတော်ကြောင့်လဲအရဟံအရဟံမိတော်မူအဲဒါဘုရားဆရာတို့အကျယ်ရှိတယ်ပေါ့တဘောကအဲဂုံတော်ကိုပါတဲ့မှာပဲတကယ်ကို ယုံကြည်တဲ့သူဘာသာတရားတတ်ဝင်တဲ့သူဆိုလောက်ကြည့်ပါခင်ဗျာစွမ်းပါလေဒါကြတဲ့ဆရာကလလွယ်နဲ့ထိရောက်စီပြီးတူတူနဲ့မိတ်ဆွေတို့အတွက်အသုံးပြုလို့အသုံးတည့်လို့ရအောင်ယေရယာကိုခေါ်ပြယေရယာထက်ကိုဗုဒ္ဓနုတတိလို့ပဲခေါ်မလားသူမဟုတ်လို့ရှင်မြတ်စွာဘုရားရှင်ရဲ့ဂုံတော်ကိုလေ့လောက်ပြီးတော့ခါနံပါတ်1ကတော့မြတ်စွာဘုရားရှင်ကိုယုံကြည်ယေရယာဆိုတာကိုနှောက်ထားပါဦးမိတ်ဆွေတို့ရဲ့လူရာကိစ္စကိုမြတ်စွာဘုရားရှင်ကိုတတ်ဝင်ယုံကြည်ပြီးတော့ စိတ်ပတိဖြစ်အောင်စိတ်ပါဇာလုံးလုံးတင်ပတ္တာနဲ့စိတ်တာဖြစ်တဲ့အတွက်စိတ်ပတိဖြစ်အောင်စိတ်ပါဒုတိယတစ်ခုကတော့ငါဘာကြီးဖြစ်ရမယ်ဆိုတာထက်ဒီကုံတော်လေးကြီးကြောက်ဒါလေးအစဉ်ပြီတော့မယ်ဆိုတဲ့ရည်မှန်းချက်ကလေးတစ်ခုနဲ့လှုပ်ပါတတိယတစ်ချက်ကတော့ယုံကြည်ခြင်းတည်အဲဘာလို့မဆိုစိတ်တည်အရာရာကိုပြောင်းလဲနိုင်တဲ့အတွက်မိတ်ဆွေအနေနဲ့ ဘာကိုဖြစ်ဖြစ်အပြီးယုံကြည်မှုနဲ့တဝင့်မှုနဲ့လှုပ်ဆောင်တဲ့အခါမှာအောင်မြင်ခြင်းတွေဟာလိုတာထက်ပိုပြီးထိရောက်စေတဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့နေနဲ့ယုံယုံကြည်ကြည်နဲ့လှုပ်ရင်ယုံကြည်မှုဟာဆွမ်းလာတယ်ထို့သူဆရာမိတ်ဆွေတွေဆရာကဒီချိန်ဤနိုင်မှဆက်ပြီးတော့ဆရာအခုဖော်ပြပြီးတဲ့ရေဒီယာကိုပြုလုပ်ခြင်းဒီလဲမိတ်ဆွေတို့တို့ကကောင်းသောအိတ်တာရစိတ်အာယုံအကျံစီတွေကိုပြုဝါပြီးတဲ့အခါမကောင်းတဲ့အရာတွေမကောင်းတဲ့အကြံအကြာတွေအပိတ်ပြန်ဟန်တာမှန်လို့မရပိတ်ပင်လွဲလျှော့ကင်းစင်ပြီးမကောင်းသောပါပကြူတွေကင်းစင်လို့ ဒီချိန်ဤနာဤနေ့မှာစပြီးတော့ဆရာမိတ်ဆွေအားလုံးကောင်းကျိုးလိုရင်ဇာနာမှန်များပြည့်ဝလို့ဘေးဘီယာတွေဝေးကွာလို့အောင်မြင်မှုအပေါင်းတရကူဆောင်ကြပါစေကြောင်းဆရာကဒီကနေ့မေတ္တာဖို့ထောပနာပြုဇာနာပြုဆူတောင်းဖို့တာလိုက်ပါတယ်ခင်ဗျာလိုက်လိုက်လေးလေးကြီးရကြပါစေခင်ဗျာ